ရှင်းနိုင်အိပ်ဖို့တကယ်ရောလိုလို့လားဒီဗီဒီယိုကြည့်နေတဲ့သူတွေရဲ့မှာညာဘက်ကိုအိပ်မပြောလို့ဖုန်းကြည့်မိလိုက်တာကနေမျက်စိကြောင်ပြီးတညလုံးပြန်အိပ်မရဖြစ်သွားတတ်တဲ့သူတွေရှိလားပြီးတော့လူကအိပ်ချင်နေပေမဲ့အတွေးတွေများလို့မျိုးလုံးမှိတ်လိုက်တာနဲ့ခေါင်းနဲ့တွေးစရာတွေပေါ်လာတဲ့သူတွေရောပါလားဒါဆိုရင်ဒီလိုတွေမဖြစ်အောင်ဘယ်လိုတွေလုပ်ရင်အခုလိုအိပ်မပြောတဲ့အကျဉ်းစိုးတွေကိုပြင်နိုင်မလဲအခုဗီဒီယိုထဲမှာလူတွေမသိသေးတဲ့အိပ်ဆက်ခြင်းနဲ့အုံနောက်အလုံးလုံးပုံတွေအကြောင်းအိမ်မပြောဖြစ်နေရတဲ့အကြောင်းရင်းတွေနဲ့အိတ်ဆက်ခြင်းရဲ့ကောင်းကျိုးတွေအကြောင်း အထူးရီမြောင်ရင်အိမ်မရဖြစ်စေတဲ့အကျင့်တွေကိုဘလို့ပြင်မလဲစာရီကိုပြောပြပြီးတော့မှဖြစ်လို့ကျွန်မနဲ့အတူတူလိုက်ကြည့်ကြအောင်အိတ်ရီဆိုတာလူတယောက်ဘဝမှာမရှိမဖြစ်လိုအပ်တဲ့အရာတစ်ခုပါအာယုံကျော်သိပ္ပံပညာရှင်တွေရဲ့လေးလာချက်တွေမှာလူတယောက်ကပူပြီးကျန်းမာပျော်ရွှင်ဆွဲဆောင်မှုရှိတဲ့အပြင်ပေါင်းနေဖို့ဆိုရင်အချိန်မှန်မှန်အိတ်ဖို့လိုပါတယ်တဲ့ပြီးတော့အချိန်မှန်မှန်အိတ်တာကလူကိုခန္ဓာကိုယ်တွေကကင်းစားဖြစ်စေတဲ့ဓာတ်တွေကိုတားဆီးပေးပါသေးတယ်ဒါပေမဲ့တစ်ခုရှိတာက အဲ့လိုကောင်းကျိုးတွေများနေတဲ့ပုံမှန်အိပ်ဆက်ခြင်းဆိုတာကိုပဲတိချာမလုံနိုင်ကြပါဘူးအသက်ပြေပြီးသားလူ၃ယောက်မှာတယောက်ကတော့အိပ်မပျော်တဲ့ယောဂလက္ခဏာတွေကိုကြုံတွေ့နေရပါတယ်ဒါကကမ္ဘာပေါ်ကလူအတိုင်းအတာနဲ့ကောက်ထားတဲ့စစ်တမ်းတစ်ခုပါပြီးတော့ UK Sleep Council ကလည်း1950ခုနှစ်နောက်ပိုင်းကိုရောက်ကြတဲ့ကလူသားတွေရဲ့အိတ်ချိန်ကရှိသနဲ့အချိန်ထက်တနိုင်နှစ်နိုင်နောက်ကျနေတာကိုလည်းသိရပါတယ်။ဒါကပေါ်ဆန်းတဲ့ကိစ္စတခုမဟုတ်ပါဘူး။ 1990ခုနှစ်မတိုင်ခင်တုန်းကလူတွေကကျမတို့အခု27ရာစုကလူတွေထပ်ပို့ပြီးတော့အေးရွားတဲ့အပြင်အနားယူချိန်လည်းပို့ပြီးတော့ရှိကြပါတယ်ဒါပေမဲ့အခုခေတ်မှာအင်တာနက်ပေါ်လာပြီးတဲ့အချိန်မှာလူသားတွေရဲ့အလုံးလုံးပုံတွေကတော်တော်လေးကိုပြောင်းလဲသွားတာပါပြောရရင်တနေ့တာမှာကြုံတွေ့ခဲ့ရတဲ့စိတ်ဖိစီးမှုတွေများလာတာမျိုးတွေနဲ့အစားအသောက်တွေကိုဂရုတစိုက်မစားတာမျိုးတွေကြောင့်အိဆက်တဲ့အချိန်တွေပုံမှန်မဟုတ်တော့တာမျိုးပါဒါကြောင့်အခုလိုအချိန်မမှန်တဲ့အချိန်တွေကိုပြန်ပြီးမှန်ဖို့အတွက်ဆိုရင် အရေးကြီးဆုံးအချက်တစ်ခုဖြစ်တဲ့အုံနှောင်းရဲ့အလုံးလုံးပုံတွေကိုတိထားမှဖြစ်ပါမယ်။ဘာကြောင့်ဒီလိုပြောရလဲဆိုတော့အုံနှောင်းကလူတယောက်အိပ်ဆက်ခြင်းကိစ္စမှာအရန်ကိုအရေးကြီးတဲ့နေရာမှာပါဝင်နေလို့ပါ။လူအုံနှောင်းဆိုတာခန္ဓာကိုယ်ရဲ့ဘယ်တော့မှမအိပ်တဲ့အစိတ်အပိုင်းတစ်ခုပါ။အိမ်နေတဲ့အချိန်မှာတော့ကျမတို့ရဲ့အုံနှောက်ကအလုံးလုံးနေကြတာဖြစ်ပြီးအဲ့ဒီအချိန်မှာအလုံးလုံးတဲ့အုံနှောက်ရဲ့အလုံးလုံးပုံကပုံမှန်ထက်ပိုပြီးတော့အကောင်ဘက်ကိုအားတာပါတယ်လူတယောက်ကအိပ်ဆက်ဖို့အတွက်မျိုးလုံးမှိတ်လိုက်ပေမဲ့အုံနှောက်ထဲကဖြစ်စဉ်တွေများစွာကပေါ်လာတတ်ပါတယ် ဟုတ်ပါရင်ဒီလိုဖြစ်စဉ်ကကျမတို့တွေကိုအိတ်မပြောင်းအောင်လုပ်နေတဲ့တရက်ခံတွေပါပဲ။နောက်ပြီးဒီဖြစ်စဉ်တွေကို NIM Non Rapid Eye Movement နဲ့ IM Rapid Eye Movement လို့အဆင့်နှစ်ဆင့်သတ်မှတ်ထားပါတယ်။ဒါတွေကအိတ်ပြောင်းကစားဖြစ်တဲ့အဆင့်တွေနဲ့အိတ်ပြောင်းသွားပြီးအနှဆိုင်ဆုံးအပိုင်းဖြစ်တဲ့အိမ်မက်တွေမက်တဲ့အပိုင်းနှစ်ခုပါ။ပြောရရင်ဒီအဆင့်နှစ်ဆင့်မှာပထမအဆင့် NIM ကအိပ်ပျော်ကစားအပိုင်းမှာဖြစ်တဲ့အဆင့်ကနေနှစ်နှစ်ချေချင်အိပ်ပျော်သွားတဲ့အဆင့်ကိုရောက်တဲ့အထိပဲဖြစ်ပါတယ် ။နောက်ပိုင်းမှာတော့အာယီယန်အဆင့်ကိုရောက်ပါတယ်။အာယီယန်ကနိနေချက်ချင်းအိပ်ပျော်တဲ့အဆင့်ကိုကြော်သွားပြီးအိမ်မက်တွေမက်တဲ့အဆင့်ကိုရောက်တာပဲဖြစ်ပါတယ်။ဒီအဆင့်တွေကိုအိမ်ညီတဲ့လူတစ်ယောက်ကတညမှာ၄ချိန်ကနေ၆ချိန်အထိတလဲစီကြုံရနိုင်ပါတယ်။အာယီယန်ဆိုတဲ့အဆင့်မှာအိပ်ပျော်နေတဲ့ကြာချိန်ကအသက်ရွယ်ပေါ်လိုက်ပြီးတော့တယောက်နဲ့တယောက်မတူကြပါဘူး။လူရောင်ကအာယန်အစ်မအိပ်ပျော်နေတဲ့အချိန်ကြာလေလေမှတ်ညံတဲ့စိတ်ပိုင်းဆိုင်ရာပို့ပြီးတော့အားကောင်းလေလေပါပဲဥပမာပေးရရင်ကလေးတွေပါ ကလင်းတွေက လူကြီးတွေထဲအာရင်အစ်စ်မှာအိပ်ပျော်တဲ့အချိန်ကြာတတ်ပါတယ်။ကလင်းတွေကလူကြီးတွေထဲညံပိုကောင်းနေဆိုတဲ့ဇာတ်ဖြစ်လာတာကဒီအချက်ကြောင့်ပါပဲ။အိပ်စက်တဲ့အချိန်ဖြစ်တတ်တဲ့အဆင့်အကြောင်းကိုပြောပြပြီးသွားပြီဆိုတော့ဒီအဆင့်တွေကလူရဲ့ခန္ဓာကိုယ်အပေါ်ဘလို့တက်ရောက်မှုတွေပြန်ပြီးတော့ဖြစ်စေတာလဲဆိုတာကိုပြောပြပါမယ်။လူတွေကမိခင်မှာသူတို့ကြုံတွေ့ရတဲ့နေစဉ်ဘဝကအချက်လက်တွေအကုန်လုံးကိုခေါင်းနှိမ့်ထည့်ရတာပါ။ဒါပေမဲ့အိတ်ဆက်နေတဲ့ NRI ရဲ့အဆင့်ကိုရောက်တဲ့အချိန်မှာ ဲ့ဒီအချက်လက်တွေအကုန်လုံးကတစုတစည်းတဲ့ဟန်ချက်ညီသွားတာပဲဖြစ်ပါတယ်အဲ့လိုဆိုပေမဲ့လေဒီသတင်းချက်လက်တွေကများသွားတဲ့အခါမှာတော့အုံနုံရဲ့ hippocampus ဆိုတဲ့နေရာကပြည့်သွားပြီးလက်မခံနိုင်တာမျိုးတွေလည်းရှိပါတယ်။ဒီလိုဖြစ်စဉ်ဖြစ်လာတဲ့အခါမှာအုံနုံထဲက cerebral cortex ဆိုတဲ့အပိုင်းကအချက်လက်တွေကတဆင့်သိမ်းပေးပြီးတော့ဒီဖြစ်စဉ်ကအဲ့လိုကိုတင်ယူလေးလာနိုင်စွမ်းတွေကိုပိုကောင်းစေပါတယ်။ပြောရရင်အိတ်ဆက်တာကလူကိုမျက်ညံပိုကောင်းစေတာတစ်ခုတည်းတွင်မဟုတ်ပဲ ။အုံနောင်ရဲ့ motion memory ကိုလည်းပို့ပြီးတော့တံမာဖို့အတွက်ကူညီပေးပါတယ်။လေးလံချက်တွေအရစန္ဒယာသမားတစ်ယောက်ကတညလုံးမအိပ်ပဲလေးကျင့်နေရင်လဲအိပ်ပြီးပြန်နိုးလာတဲ့အချိန်မှာတီးလိုက်တော့မှတီးနိုင်သွားတော့မျိုးတွေရှိတာတွေ့ရပါတယ်။ဒါကအိဆက်မှုနဲ့လေးကျင့်မှုတွေကိုပေါင်းလိုက်လို့ပဲဖြစ်ပါတယ်။လေးပဲလေးကျင့်နေပြီးလုံလောက်အောင်မအိပ်ရင်တော့ကိုယ့်ရဲ့အုံနောင်ကကိုပြည့်ချင်တဲ့အရာကိုလိုက်လုံနိုင်မှာမဟုတ်ပါဘူး။ဒါကြောင့်နေနေချာချာအိတ်တာကမှတ်သားနိုင်စွမ်းနဲ့ကျွမ်းကျင်မှုတွေအတွက်အကောင်းဆုံးစိတ်တစ်ခုပါပဲ။ ဒါကအိတ်တဲ့အခါဖြစ်တဲ့ NIN အစင်းရဲ့ကောင်းကျိုးတွေပဲရှိသေးတာနော်။ AIN ရဲ့ကောင်းကျိုးတွေမပါသေးပါဘူး။အိမ်မက်တွေဖြစ်လာတဲ့ AIN အစင်းကကျမတို့တွေတနေကုန်ကြုံတွေ့ခဲ့ရတဲ့စိတ်ဖိစီးမှုတွေ၊ပင်ပန်းမှုတွေကိုပျောက်စေတဲ့တခုတည်းသောအချိန်ပဲဖြစ်ပါလေ။အိမ်မက်မက်တာကမန်းနေတုန်းအချိန်မှာတော့ကိုမတဲ့အိမ်မက်ပေါ်မူတီးပြီးဝမ်းနေတာရင်နာစရာကောင်းတဲ့အဖြစ်အပျက်မျိုးတွေကြောင့်ခံစားရနိုင်ပေမဲ့နိုးလာတဲ့အချိန်မှာလူကိုစိတ်ရောကိုယ်ပါတတ်တာမှုဖြစ်စေပါတယ်။ ဒါပေမဲ့အိမ်မက်တိုင်းကတော့စိတ်ဖိစီးမှုတွေကိုဖျောက်စီမှာမဟုတ်ပါဘူး။စိတ်ဓာတ်ရနဲ့ပတ်သက်တဲ့အိမ်မက်တွေကပဲကုစားပေးမှာပါ။သူရည်သနာရီမှာဖော်ပြထားတဲ့အာရန်အစစ်မှာအရေးသွေးမြင့်တဲ့အိမ်မက်ကိုရာခဲ့တယ်ဆိုရင်နောက်တနေ့မှာတင်ကလူရင်းနဲ့ပေါင်းတဲ့ဆက်ဆံရေးပိုင်းမှာပိုကောင်းလာမှာဖြစ်ပြီးနားလည်နိုင်စွမ်းကိုလည်းပိုပြီးတော့မြင့်လာမှာဖြစ်ပါတယ်ရှင်အရေးသွေးကောင်းတဲ့အိမ်မက်ဆိုတာကအပြင်မှာတကယ်ကြုံနေရတယ်လို့ပဲအယောင်သွေးစုံတဲ့အိမ်မက်တွေနဲ့ကိုယ့်အတွက်တကယ်ခံစားချက်တွေပါနေတဲ့အိမ်မက်မျိုးတွေကိုပြောတာပါ အိမ်မက်တွေကယူသွန်းမှုနဲ့တီထွင်မှုတွေကိုပေါင်းထားတဲ့ပတ်ဝန်းကျင်တစ်ခုပါ။အိမ်မက်တွေကစံသတ္တတီထွင်မှုတွေကိုဖြစ်လာနိုင်တဲ့အပြင်ပါရမီရှင်တော်တော်များများကလည်းသူတို့ရဲ့အတွေးခေါ်ကောင်းတွေကိုအိမ်မက်တွေကရလာခဲ့တာ။နာမည်ကြီးပညာရှင်ဒမီဒရီမန်ဒလေးကပီယိုဒီတီဘေကိုသူ့ရဲ့အိမ်မက်ထဲမှာအပီးတက်ခဲ့တာဖြစ်ပါတယ်။အဲ့လိုပဲဒဘီဒဲတဲကပေါ့မဂနီကလည်းသူ့ရဲ့ yesterday နဲ့ let it be သင်းတွေဟာအိမ်မက်ကနေတစင်ဖြစ်လာတာပါရဲ့ရှင်။ စကားမဆန်အခုလိုအိတ်ဆက်ခြင်းနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုလေ့လာခြင်းနဲ့ဆိုရင်ရှင်နှုတ် app ထဲက Winery Sleep နဲ့ Sleep တို့လိုအနှစ်ချုပ်ဆောင်တွေကနေလေ့လာနိုင်ပြီးတခြားနိုင်ငံရေးစီးပွားရေးလူမှုရေးနဲ့ဆိုင်တဲ့နိုင်ငံတကာကဆောင်တွေအများကြီးရှိတာဖြစ်လို့အခုပဲရှင်နှုတ် app မှာတွားဖတ်ဖို့အတွက်တိုက်တွန်းလိုက်ချင်ပါတယ်ရှင်လူတွေကနိုးနေတဲ့အချိန်မှာဆိုရင်ကိုယ်တိုင်မြင်တွေ့ရမှအချက်အလက်တွေကိုချိတ်ဆက်နိုင်ကြတာပါဒါပေမဲ့အိမ်မက်ထဲမှာတော့ဒီလိုမဟုတ်ပါဘူး အိမ်မထဲမှာဆိုရင်မှုံဝေါနေတဲ့အချက်လက်တွေတောင်ချိတ်ဆက်ပြီးတော့မြင်နိုင်စွမ်းရှိရပဲဖြစ်ပါတယ်။ဒါကြောင့်လဲအံဩစရာကောင်းတဲ့စိတ်ကူးတွေဖြစ်လာတာပါ။ဒါဆိုရင်အိတ်တာနဲ့အိမ်မက်မက်တာရဲ့ကောင်းတဲ့အချက်တွေကိုတီးလောက်ပြီးထင်ပါတယ်။ကောင်းတဲ့အချက်တွေကိုတီးပြီးရင်တော့ကိုကြုံနေရတဲ့အိမ်မပြောတဲ့အခက်ခဲတွေကိုဘလို့ပြောင်းအောင်လုပ်ကြမလဲဆိုတဲ့အကြောင်းကိုဆက်ပြောပြီးတော့ပါမယ်။အိမ်မပြောတဲ့အဖြစ်ကိုကြုံတွေ့နေရတဲ့လူတွေကအာယုံစူးစိုက်ဖို့ခက်ခဲတာစိတ်မငြိမ်တာလုံနိုင်စွမ်းကြီးကြာစင်းတာဆိုတဲ့အချက်တွေကိုကြုံကိုကြုံတွေ့နေကြရပါတယ် လေးလာချက်တစ်ခုအရာလူတယောက်က16နာရီလောက်ဇက်တိုင်မအိပ်ဘူးဆိုရင်သူရဲ့အုံနောက်လောလောပုံကအရင်မူးနေတဲ့လူတယောက်နဲ့အတူတူပဲဖြစ်သွားပါတယ်တဲ့အဲ့လိုချိန်မှာကားမောင်းတော်မျိုးလုံးရင်ဒါကအရန်ကိုပြင်းထန်တဲ့တက်ရောက်မှုတွေဖြစ်လာနိုင်ပါတယ်အမေရိကန်နိုင်ငံမှာအရေးပြတာကြောင့်ဖြစ်တဲ့ကားမတော်တဆမှုတွေကစက္ကန့်30မှာတစ်ချိန်လုံးနဲ့ဖြစ်နေတာပါပြီးတော့အရေးပြတာက ခန္ဓာကိုယ်ရဲ့ immune system ကိုတွားပြီးတော့ထိခိုက်စေနိုင်ပါသေးတယ်။ဒါကြောင့်လူတိုင်းကကိုယ့်ကိုအိပ်မပျော်ဖြစ်စေတဲ့အရာတွေတိုင်းကိုတတ်နိုင်သမျှမလုံးမီအောင်ရှောင်ကြဖို့အတွက်ပြောချင်ပါတယ်။ဒါဆိုရင်ဘာတွေကအိတ်တဲ့အလုံးလုံးပုံကိုပျက်စီးစေတာလဲ။လူရင်းအိပ်စတဲ့အခြေအနေနဲ့နေထိုင်မှုဘဝတွေပြောင်းလဲပြီးပုံမှန်မဟုတ်တော့တာကသူတို့နေစဉ်လုံးနေကြတဲ့အမူအကျင့်တွေကြောင့်ပဲဖြစ်ပါတယ်။ကော်ဖီတောက်တာလပိရီစီဂရက်တောက်တာတွေကအုံနောက်ကိုနိုးကြစေပြီးအိပ်စက်မှုကိုအနှောက်အယှက်ဖြစ်စေပါတယ်။နောက်ပြီး ိုင်ငံခြားခီးသွားတာနဲ့အသက်အရွယ်တွေကလည်းအိတ်ချိန်မမှန်စေတဲ့အဓိကအကြောင်းရင်းနေပါပဲ။အသက်အရွယ်ကဘာဆိုင်လို့လဲဆိုပြီးတွေးနေကြမယ်ထင်တယ်။လူတွေမှာမွေးကင်းစကလေးကတနေ့နိုင်20လောက်အိတ်ကြပါပဲ။လူကြီးတွေကြတော့တညကို2ချိန်3ချိန်လောက်ကိုနိုးလာတတ်တာကြောင့်ပါ။အသက်ကြီးတဲ့အခါမှတ်ညံတွေတိတ်မကောင်းတော့ပဲခဏခဏမိတယ်ဆိုတာကဒါကြောင့်ပါပဲ။အဲဒါကြောင့်ညာဘက်တီချာအိပ်ပျော်ဖို့အတွက်အိတ်ဆက်တဲ့အည်သွေးတွေကိုတိုးတက်ဖို့အတွက်အဆင့်၄ဆင့်ကိုပြောပြပေးပါမယ်။ အဲ့ဓာတွေကတော့ကိုယ့်ရဲ့ပုံမှန်အချိန်တွေကိုအချိန်မှန်ဖို့အတွက်တိကျထိန်းထားပါအချိန်တရံလောက်နောက်ကျသွားတဲ့အခါမှာလည်းနောက်နေ့မှာပုံမှန်အချိန်တိုင်းပဲထနိုင်အောင်လုပ်ရပါမယ်နေ့လယ်နေခင်းအချိန်နဲ့ဆိုရင်လည်းမိနစ်၄50အပြင်ပုံမအိပ်ပါနဲ့အိတ်တော့မဲ့အချိန်မှာဖုန်းတို့တက်ဘလက်တို့လို LED စက်ခရင်တွေကိုတက်နိုင်သမျှမကြည့်မရအောင်အဝေးမှာထားပါအဲ့ဟာတွေကိုတက်နိုင်သမျှကိုအိတ်နေတဲ့နေရာနဲ့အဝေးမှာထားပြီးအိပ်ပါနောက်တစ်ခုကတော့ကိုအိတ်တဲ့အခန်းကိုအပူချိန်နည်းအောင်လုပ်ပြီးမှအိပ်ပါ အခန်းပူချိန်နဲတာကခန္ဓာကိုယ်နဲ့အုံနှုံးရဲ့အပူချိန်ကိုရှော့ကျစေပြီးကောင်းကောင်းအိပ်ပျော်စေနိုင်ပါတယ်။ကျမတို့မြန်မာနိုင်ငံမှာတော့နည်းနည်းခက်မယ်ထင်တယ်နော်။မီးကလည်းပြက်၊ရာသီဥတုကလည်းပူနေဆိုတော့မိခင်မှာကော်ဖီတို့အရက်တို့ကိုတတ်နိုင်သလောက်မတောက်ဖြစ်အောင်နေပါ။ဒီအချက်ကတော့နောက်ဆုံးအချက်ပဲဖြစ်ပါတယ်။ဒီအချက်ကိုတော့မသိတဲ့လူတော်တော်များပါတယ်။အိမ်မပျော်ပဲအိပ်ရာထဲမှာအကြာကြီးလဲနေတာကိုရှောင်ရမှာပါ။လူရဲ့အုံနောက်ကအိပ်ရာထဲဝင်ပြီးမိနစ်20အတွင်းမှာမအိပ်ဘူးဆိုရင် အဲ့ဒီအိမ်ရောင်ကိုနနိုကြကြနေရမယ့်နေရာတစ်ခုလို့သတ်မှတ်လိုက်တတ်ပါတယ်။ဒါကြောင့်အိမ်မပျော်ဘူးဆိုရင်မီးရောင်မိမ့်မိမ့်ထဲမှာခဏထိုင်နေတာမျိုးဖြစ်ဖြစ်စောင်းဖတ်တာဖြစ်ဖြစ်လှုပ်ပြီးတော့အိမ်ငိုက်လာပြီးဆိုမှအိမ်ရာထဲကိုပြန်ဝင်ပါ။ဒီအချက်တွေအပြင် နောက်ထပ်နေရောင်ခြင်းနဲ့ထိတွေ့ပေးတာအိမ်ခံနေမှာအစာရီကိုဘိုက်တင်းသွားအောင် စားလိုက်တာမျိုးတွေမလုပ်ဖဲနဲ့ရေနွေးနဲ့ရေချိုးပေးတာကတင်းကိုအိပ်ပျော်အောင်လှုပ်ပေးမှာပဲဖြစ်ပါတယ်။ဒါကြောင့်အိမ်ဆက်မှုအကြောင်းအနေနဲ့ပတ်သက်ပြီးကျွန်မသင်ခန်းစာရခဲ့တဲ့အချက်၃ချက်ရှိပါတယ်။ အဲ့ဒါကတော့နံပါတ်1အိဆက်ချင်းကလူတယောက်အတွက်အရန်ကိုအရေးကြီးတဲ့အခန်းခဏမှာပါဝင်နေပါတယ်။နံပါတ်2အိမက်တွေကစိတ်ကူးစိတ်တန်းကောင်းတွေကို ဖန်ပြီးပေးတယ်။နံပါတ်3အဲ့ချိန်မှန်တာကပိုကောင်းတဲ့တနေ့တာကို ဖန်ပြီးပေးတဲ့စာရီပဲဖြစ်ပါတယ်။ဆိုတော့အခုပြောပြသွားတဲ့အကြောင်းတွေကအိဆက်ချင်းစဝန်းနဲ့ပတ်သက်ပြီးတော့လူတွေမသိသေးတဲ့အကြောင်းတွေကိုပြောပြပေးသွားတာပဲဖြစ်ပါတယ်။ဒီအကြောင်းနဲ့ပတ်သက်ပြီးဆွေးနွေးကြတာရှိရင် comment မှာဝင်ရောက်မျှဝေပေးသွားနိုင်ပါတယ်ရှင်။ ရှင်တို့ app ထဲမှာအကောင့်ဖွင့်လိုက်တာနဲ့အခမဲ့စာအုပ်၁၀ဥတောင်ဖတ်လို့ရပြီနော်။နိုင်ငံတကာကစာရေးဆရာတွေရဲ့စာအုပ်ကောင်းတွေကိုမြန်မာလိုအနှစ်ချုပ်ပေးထားပြီးတော့စာနယ်ရောအတန်းနဲ့ပါနှထောင်လို့ရလို့အခုပဲသွားဖတ်ကြည့်ဖို့အတွက်တိုက်တွန်းလိုက်ပါရစေ။ application အသုံးပြုပုံအသေးစိတ်ကိုလည်းရှင်တို့ facebook page မှာမေးမြန်းနိုင်ပါတယ်ရှင်။